အသက်ကြီးလာတာကိုသိနိုင်မဲ့လက္ခဏာတွေကတော့စိမင်းပြူလာတာပယ်ရီတွေတွနာတာမျိုးမဟုတ်ပါဘူးနော်ကိုခံအားကျလာတာအပောင်းဝင်ခန္ဓာကိုယ်ရဲ့အတွင်းစနစ်တွေယူရင်းလာတာပါဒီလိုကိုခံအားကျလာတာကနေပြီးတော့ကိုဆက်နိုင်တဲ့ယောဂတွေပို့ပါအလယ်တကူဝင်ရောက်စေဖို့တကောက်ဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲဒီတော့ကိုဆက်ယောဂတွေအနေရကနေကာဝယ်ဖို့အတွက်အသက်အရွယ်ကြီးတဲ့သူတွေမှာကိုခါကောင်းအောင်လုဆောင်ဖို့ကမဖြစ်မနေလိုအပ်နေပါတယ် အသက်ကြီးပြီမဲ့လဲကိုခံအားကောင်းစေဖို့အတွက်အခုပြပြမယ့်အချက်လေးတွေကိုလည်းနောက်ဖို့လိုအပ်ပါတယ်နော်ပထမဆုံးချက်အနေနဲ့ကတော့ကျန်းမာရေးကိုဂရုစိုက်တာပါ ကျန်းမာရေးကိုစောင့်ရှောက်ဖို့ကကိုယ်တိုင်လုံဆောင်ရမယ့်တာဝန်တရားပဲဖြစ်ပါတယ်ဒါကယောဂအခန်းရှိတဲ့သူတွေရောယောဂအခန်းမရှိတဲ့သူတွေပါလိုက်နာဖို့လိုအပ်တဲ့အချက်ပါနော်ယောဂအခန်းမရှိတဲ့သူတွေအနေနဲ့ကတော့အာရမြတ်တော့အောင်စားမယ် ကိုယ်လက်လက်ကျင့်ကြံစုတာတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။စီဂျူယောဂအစစ်ရောင်ယောဂတွေလိုမျိုးနာတာရှိယောဂခံရှိတဲ့သူတွေကတော့ပုံမှန်စည်းကမ်းပြတာမျိုးလုပ်ဖို့လိုအပ်သလိုဆရာဝန်ညွှန်ကြားထားတဲ့စီတွေကိုလည်းအချိန်မမှန်တောက်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့အေးဝဝအိတ်တာပါ။အေးပြက်တာလုံလောက်ပြေးသွားတဲ့အိတ်ဆက်ချင်မရှိတာတွေကကျမ်းမငရေတဲ့သူတွေမှာတော့မှကိုခါအားကျစေနိုင်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ကျမ်းပါပြီကိုခါအကောင်းဖို့ဆိုရင်တော့ဒီနေ့ကိုအချစ်ခုနှစ်နာရီရှိဖို့လိုအပ်ပါတယ်ဒါကြောင့်ကိုခါအကောင်းဖို့ညဘက်ဒီမှာအေးဟောပါအိပ်ဖို့လိုအပ်ပါတယ်နော်နောက်တစ်ခုကတော့စိတ်ဖြစ်စီမှုတွေကိုဖြေလျှော့တာပါစိတ်ဖြစ်စီမှုများတာကကိုခါအားကိုကြားစင်နေပါတယ်တခုခုစိုးရင်စရာများလာရင်နေမကောင်းချစ်သူလိုမျိုးဖြစ်လာတတ်ပါတယ်စိတ်ဖြစ်စီမှုကအိပ်ပျော်စီဖို့ကိုလည်းအနောက်ရှက်ပေးနိုင်တယ်လို့ကျမရင်းနဲ့မညီညွတ်တာတွေကိုလည်းစားမိစီဖို့အားပေးပါတယ် ဒါကြောင့်နေ့စဉ်စီးပီးစီမှုပြရစီဖို့အတွက်တရားထဏာလိုမျိုးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။နောက်တစ်ခုနေနေရတော့ဒီမကောင်းတဲ့သူတွေနဲ့ဝဝင်းနေရပါ။အသက်ကြီးလာလေလေကိုခံအားကနည်းလာလေလေပါပဲ။ဒါကြောင့်နေထိုင်မကောင်းတဲ့သူတွေနဲ့တနိုင်တဲ့မျိုးအခက်ဝေနေဖို့အရေးကြီးပါတယ်။အေးမိဖျားနာရှိတဲ့သူတွေနဲ့အနီးကမနေပါနဲ့။မကြာခဏလက်ကိုလည်းဆေးတင်ပါတယ်။နောက်တစ်ချက်နေနေရကြတော့လေ့ကျင့်ကလေးလုပ်တာပါ။ဒီနေ့တာမှာ လေ့ကျင့်ခန်းတွေကိုအသင့်အင့်လောက်ဆောင်တာကကိုခန်းအကောင်းစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ဒါကြောင့်ဤစီလက်လျှောက်တာကစားလို့ပုပ်ပပပလေ့ကျင့်ခန်းလေးတွေကိုတစ်နေ့15မိနစ်ကနေနိုင်ဝလောက်အထိလုပ်ပေးဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့စလိပ်ဖြတ်တာပါ။စလိပ်တောက်တာကကိုခန်းအားကိုအားနည်းစေနိုင်ပါတယ်။အလွယ်တကူဖြားနာတာကိုဆက်လေတာတွေကိုပါခံစားရစေနိုင်ပါတယ်။ဒါကြောင့်ကိုခန်းအားကောင်းဖို့ဆိုရင်စလိပ်ဖြတ်ဖို့အရေးကြီးပါတယ်နော်။ အခုပြပြပေးရတာဆိုရင်တော့ဖြင့်အသက်ရကြီးတဲ့အခါမှာကိုခံအကောင်းမွားလို့ဘလို့အချက်တွေကိုလက်နာကြည့်လဲဆိုတော့ကိုယ်ကိုမျှပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်